မင်္ဂလာညချမ်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်မေလ10ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ဗီဒီယိုအန်ယူဂျီညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ပူပူပါပထမအုပ်စွာရခိုင်နိုင်ငံရေးသမားဦးဦးလာစောကိုဂုံပြုတ်ဥညွတ်ကြောင်းရခိုင်မျိုးသားပွဲချုပ် ULA ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်တိုင်းပြည်နယ်လူမျိုးတို့တသက်တာရက်တီလှုပ်ရှားဖြတ်တန်းခဲ့တဲ့ ရခိုင်နိုင်ငံရေးသမားဦးလာစောကိုဂုံပြုဥညွတ်ကြောင်းရခိုင်မျိုးသားဖွဲ့ချုပ် ULA ထုတ်ပြန်ကြေညာလိုက်ပါတယ်။ရခိုင်မျိုးချစ်နိုင်ငံရေးသမားလည်းဖြစ်တော်လှန်ရေးသမားလည်းဖြစ်တဲ့ဦးဦးလာစောမေလ9ရက်တနင်္လာနေ့ည7:20မိနစ်အချိန်မှာကွယ်လွန်သွားတဲ့အပေါ်ရခိုင်မျိုးသားဖွဲ့ချုပ် ULA ကဝန်ထဲကြောင်းတဝန်လွာထုတ်ပြန်ရမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။ဦးဦးလာစောဟာလူချစ်လူခင်ပေါများပြီးသူနဲ့ဆက်ဆံပေါင်းသိမ်းမှုတူတိုင်းသူ့ကိုလေးစားချစ်ခင်ပြီးကာရဝါထားကြတယ်လို့ဆိုပါတယ်။ ပညာရေးပိုင်းမှာထူးချွန်တယ်လို့နိုင်ငံရေးနယ်ပယ်မှာလည်းနိုင်ငံရေးဩဇာရှိသူတယောက်ဖြစ်က စာရေးကောင်းသူတဦးလို့လည်း ULA ကအသိပေးထားပါတယ်။အရကဒေတာကနိုင်ငံသားကောင်းတယောက်ဖြစ်ခဲ့ပြီးလူသားပိသားခဲ့သူလည်းဖြစ်တဲ့ဦးဦးလာစောကွယ်လွန်သွားမှုအပေါ်ရခိုင်အမျိုးသားအဖွဲ့ချုပ်အရကတက်တော် ULA AA အနေနဲ့မိသားစုဆွေမျိုးများနဲ့တက်တူဝမ်းနေရတယ်လို့လည်းတဝန်လာမှာဖော်ပြထားပါတယ်။ ရခိုင်နိုင်ငံရေးသမားတော်လန်ရေးသမားစာပေအမှုပညာသမားအရခပြည်သားတူဖြစ်တဲ့ဦးဦးလှစွာကွယ်လွန်သွားတဲ့အတွက်ဝန်ထဲကျောင်းတုံဝန်လွားနဲ့ဂုံပြုတုံဝန်လွားပေးပို့ခဲ့ကြတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာကမိတ်ဆွေပေါင်းသင်းကိုလည်းအထူးကျေးဇူးတင်တယ်လို့လည်းရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကအတိအပထုတ်ပြန်ထားပါတယ်ရှင်အခုဆက်လက်ပြီးတော့မြိုင်မြို့နယ်ကန်နီရွာပြူစောတိခေါင်းဆောင်ကမိမပြိုလေးတွေကိုလက်နက်ပြချင်းချောက်ပြီးတားမြပြုတ်တင်နေတယ်လို့ အလင်းဝင်လာတဲ့ပြူစောတိမိသားစုတွေထုတ်ဖော်တဲ့သတင်းကိုတင်ဆက်ပေးပါောင်းမယ်။မကွေးတိုင်းမြိုင်မြို့နယ်ကန်နီရွာကပြူစောတိကောင်းဆောင်ဟာမိမက်ပြိုလေးတွေကိုလက်နက်အားကိုနဲ့တားမြအဖြစ်ပြုတင်နေတယ်လို့အလင်းဝင်လာတဲ့ပြူစောတိမိသားစုက ထုတ်ဖော်ပြောဆိုထားတယ်လို့ပခုတ်ကူခိုင်အမတ်ဆန်ကတရင်ကထုတ်ပြန်ပါတယ်။မြိုင်မြို့နယ်ကန်နီရွာကထွက်ပြေးလာတဲ့ပြူစောတိမိသားစုတွေကိုမေလ9ရက်နေ့မှာတွားရောက်ခေါ်ယူခဲ့ပြီးစောက်ရှောက်ပေးထားတယ်လို့ဆိုပါတယ်။ ဒေတာကာခွဲရေးအဖွဲ့ရဲ့အကြောင်းကြားချက်အရတွားရောက်ခေါ်ယူခဲ့တဲ့ပြူစောတီတွေကိုစစ်ဆေးမေးမြန်းရာမှာကန်နီယွာပြူစောတီကောင်းဆောင်ကကြေးရွာနေမင်းမပြူတွေကိုလက်နက်အားကိုနဲ့ချင်းချောက်အနိုင်ကျင့်ပြီးသားများဖြစ်ပြုကျင့်နေတာကိုဝန်ခံထွက်ဆိုခဲ့တာလို့အတည်ပြုပါတယ်။အလင်းဝင်လာသူတွေဟာအမျိုးသားပြူစောတီနှစ်ဦးနဲ့အမျိုးသမီးပြူစောတီတဦးဖြစ်ပြီးကလေးသုံးယောက်ပါတယ်လို့သိရပါတယ်။ကန်နီပြူစောတီစကန်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာပြက်လန့်နေတာနဲ့စစ်တပ်လောက်ခံပြူစောထီးတွေရဲ့ညှဉ်းပန်းနှိပ်စက်တာတွေကိုမခံနိုင်တော့တဲ့ရွာသူရွာသားတွေမကြာခဏထွက်ပြေးလာကြတယ်လို့ဒေတာရင်းစီရေးသတင်းတွေရသိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြိတ်မောတောင်လမ်းမိုင်းကတိမ်ခွန်းကျေးရွာတိုက်ပွဲမှာစစ်သားနှုတ်လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မြိတ်မောတောင်နယ်စပ်ကုံသွေးလမ်းမိုင်းကတိမ်ခွန်းကျေးရွာတိုက်ပွဲမှာစစ်သားနှုတ်လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ ခွတောင်းတမန်အထူးစစ်တောင်းကဒီကနေ့မေလ10ရက်မှာထုတ်ပြန်ပါတယ်။လေးလာကြော်ကြဖြစ်ပွားနေတဲ့တိန်ခွန်းကျေးရွာတိုက်ပွဲအတွင်းမှာပုတ်ပြင်းအခြေဆိုင်ခမာယာနှစ်နှစ်လေးတိုင်ရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တက်ကြတအူးနဲ့တပ်သားတအူးအလင်းဝင်လာတာလို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးဟာ MA1 နှစ်လက်ကြည်ပေါက်9ခု 5.56G 328တောင်းအပါဝင်လက်နက်ခဲရန်အပြည့်စုံနဲ့ခွတောင်းတမန်အထူးစစ်တောင်းကိုအလင်းဝင်လာခဲ့တာလို့သိရပါတယ်။ အခုလိုထပ်မဲ့အလင်းဝင်လာသူနှစ်ဦးကို KNL တက်ရင်17လောက်ခန့်ခုတောင်းတမဲ့အထူးစစ်ကြောင်းတာဝန်ခံကနှွေးထွေးစွာကြိုဆိုပြီးဂုံပြူငွေလဲထပ်မဲ့ချင်းမြင့်သွားမယ်လို့ခုတောင်းတမဲ့အထူးစစ်ကြောင်းကအတိပေးကြေညာထားပါတယ်။တနင်္လာနေ့မျိုးနဲ့ခြေဆိုင်တက်မဟာလေးလက်အောက်ခံ KNL တက်ရင်17စိုးမိုးထိန်းထုတ်ထားတဲ့တိန်ခုံမောတောင်နယ်ဆက်ကုန်းသေးလမ်းပိုင်းမှာမနစ်ဒီဇင်ဘာလ28ရက်ကနေ့ အခုနှစ်မေလ6ရက်အထိစစ်ကောင်စီစစ်ကြောင်းနဲ့ KNL ဥဆောင်တဲ့မဟာမိတ်တပ်တွေနေ့စဉ်ဒီပါတိုက်ပွဲပေါင်း100ထပ်မနည်းဖြစ်ခဲ့ရာစစ်တပ်ဘက်ကတည်ရင်မှုနဲ့ဒုတည်ရင်မှုအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်150ဦးသေဆုံးခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦး KNL မဟာမိတ်တပ်ဖွဲ့ Black Cobra စစ်ကြောင်းထံလက်နက်နဲ့တကွခိုးလုံလာခဲ့တယ်လို့သိရပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်။